အခုထပ်ပြီးတော့ Halloween ပွဲတော်အချိန်အခါမှာဖြစ်ခဲ့တဲ့တရေဆလန်အကြောင်းတစ်ခုကိုပြောပြမယ်။တရေဆလန်ဆိုတဲ့အတိုင်းပဲထာဝရကတကယ်ဖြစ်ခဲ့တဲ့ဆလန်တွေမဟုတ်ပါဘူး။ဒီတပ်ပုံက1940ပြည့်နှစ်အလွန် New York Rochester မြို့မှာကျင်းပတဲ့ Halloween ပွဲတော်ကိုတက်ရောက်တယ်လို့ရဲတပ်ဖွဲ့ကတန်တရားရှိရဲ့ဧည့်သည်တအူရဲ့ထပ်ပုံ။အဲဒီပွဲကို Jack နဲ့ Amelia ရဲ့အိမ်မှာကျင်းပခဲ့ပြီးတော့သူတို့အိမ်အတွင်ပိုင်းမှာ ဟောလဝင်းပါတီကျင်းပနေခဲ့တဲ့အခါမှာပဲလူတစ်ယောက်ကအပြင်ဘက်ကနေပြီးတော့အထဲကိုနှီးပြီးတော့ကြည့်နေခဲ့အောင်တွေးခဲ့ရတယ်။အမလီယာကတွေ့သွားခဲ့ပြီးတော့အော်ဒါပြည့်တဲ့ငယ်ချင်းချက်လိုက်မယ်သူရဲ့တငယ်ချင်း Trunk ကလည်းဟောလဝင်းနဲ့ပတ်သက်တဲ့အဝိဇ္ဇာတွေကိုပြည့်စင်နေတဲ့နေရာမှာတအားကိုကြော်ရယ် တကယ်ကိုလက်ရသေးတဲ့တဲ့ဟောလဝင်းပွဲမှာဝိစင်တဲ့ဝိစားဆိုကလေးကကြည်အဟမ်းကြောင့်စီရကောင်းနေမှာအဲ့လိုနဲ့အမလီယာကလည်းအခုနောက်ကအပြင်ဘက်ကနေကြည်နေတဲ့သူကိုသူရဲ့တငယ်ချင်တော့ထိုင်နေတာကြောင့်မို့လို့သူကတကားဖွင့်ပေးပြီးတော့အင်ဂျဲကိုဝင်လာဖို့အတွက်ကြိုးစိုးလိုက်တယ်အဲ့ဒီလိုကအင်ဂျဲကိုဝင်လာခဲ့ပြီးတော့နောက်ထပ်မိနစ်20လောက်ကြာတော့မှသူရဲ့တကယ်တငယ်ချင်း trunk ကရောက်ရှိလာခဲ့ ထရမ့်ပေါ်ရရှိခဲ့တဲ့အခါမှာတော့အခုနောက်တော့ကသူအိမ်ထဲကိုခေါ်ခဲ့တဲ့ဧည့်သည်ကပွဲခင်းနေရတဲ့ရုပ်တရက်ကြီးပြောက်ကွယ်တော့အဲ့ဒါနဲ့ MLR လည်းအဲ့ဒီအချိန်မှာပဲအိမ်မှာရှိတဲ့ပါတီပွဲကိုတက်ရောက်လာခဲ့ကြတဲ့ဧည့်သည်တွေအကုန်လုံးအခုနောက်တော့ကလူကိုမြင်လိုက်လား ူပြောင်းလျှောက်သွားလဲသူ့ကိုတဲရောက်ကထွေးကြသေးလားဆိုပြီးတော့ live မိဖြစ်မဲ့ဘယ်သူမှဘာမှမသိခဲ့ကြဘရတဲ့သူမဲ့အရန်ထိုင်ရန်သွားခဲ့အခန်းထဲမှာသူ့သမီးလေးတယောက်တည်းပဲရှိရဲ့သူ့သမီးတယောက်တည်းရှိရဲ့အခါကျတော့သူကလေသူ့သမီးကိုသွားဝင်ကြည့်အသူ့သမီးရှိရမယ့်အစာဒီငိပန်းနေရဲ့ဖက်နှက်တရံကိုပဲသူတွေ့ခဲ့ရတယ်သူ့သမီးကလည်းပျောက်ဆုံးသွားခဲ့အဲဒီနေ့မှာပဲရဲတပ်ဖွဲ့ဝင်တွေကနောက်ထပ်စင်တူရှုံးမအစီရင်ခံစာ၄ဆောင်ကိုရရှိခဲ့ကြတယ်အဲဒီထဲမှာလဲဒီ Halloween Party ပွဲကျင်းပနေခဲ့ အိမ်တွေမှာပဲကလေးတွေပြောက်ဆုံးသွားခဲ့ကြတာထူးဆန်တဲ့ညနေဖုန်းနဲ့ဧည့်သည်တွေရောက်ရှိလာခဲ့ပြီးရဲ့နောက်မှာတော့အဲ့ဒီအိမ်မှာကလေးတွေပြောက်ဆုံးခဲ့ကြရအဲ့လိုကဘသူလဲဘဲကနေပြီးတော့ဘလို့ရောက်လာခဲ့ရလဲသူကကလေးတွေကိုဘယ်ကိုခေါ်သွားခဲ့ရအဲ့ဒီလူမျိုးပါတတဲ့အချက်လိုက်တွေပေါ့နော်သူဘာလို့လဲဆိုတော့ရှောက်ဖွေတွေးရှိခဲ့ခြင်းမရှိတဲ့လိုမျိုးဒီကလေးလေးတွေကိုလည်းဘယ်တော့မှပြန်မရမရှောက်တွေးရပါဘူးပဲ့ ဒါကလည်းအမှန်တကယ်ကားရောပြောမယ်ဆိုရင်တော့ဒိုင်းနိုင်ပုံရင်တစ်ခုလို့ပြောရမှာပါပဲအတီးပြထားတဲ့အစားလည်းမရှိပါဘူးတည်ရဲ့ပုံမြင်တပုတ်ပေါ့နော်နမဲကြီးရဲ့တည်ရဲ့ပုံမြင်တပုတ် Halloween နဲ့ပတ်သက်တဲ့ပုံမြင်တပုတ်ပဲဖြစ်ပါတယ်ဒီပုံမြင်လိုမျိုးအခြေခံပြီးတော့ကာတွန်းစတိုရီတွေလောက်ထားရအများကြီးကိုလည်းကြည့်ဘူးကြမှာပါ